ဝင်တဲ့တန်းစင်တို့ကြောင့်ပြဿနာမှာဘသူမှန်နေဘသူမှလဲဒါမျိုးထမဖြစ်အောင်ဘလို့လှုံ့ဆောင်တယ်လဲပြည်သူများအားလုံးပဲမိင်္ဂလာပါရှင်ကြော်ကြား MMA Sport Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီမနေ့ရောကတန်းစင်ကသူ့စီကနေဘာဖြစ်လို့ခွဲထွက်သွားတယ်လဲဆိုတဲ့အကြောင်းရင်းကိုကိုဖြိုးဝေကသူ့ရဲ့လူမှုကွန်ရက်အကောင့်ကနေတစင် post တင်ရေးသားသွားခဲ့ပါရယ်တန်းစင်ဟာပတ်စံမျက်နှာတစ်ခုတည်းကိုကြည့်ပြီးသူ့စီကခွဲထွက်သွားတာဖြစ်ကြောင်းကိုဖြိုးဝေကပြောသွားခဲ့တာပါ ဒီတဲ့တွေနဲ့ပတ်သက်လို့ပရိသတ်တွေရဲ့ဂျားထဲမှာအမြင်မတူတာတွေလည်းဖြစ်ပေါ်နေပါတယ်။အဆိုပါ post ရဲ့ comments တွေကတချို့ comment တွေကို reply ပြန်ခဲ့တဲ့ကိုဖြိုးဝေရဲ့မှတ်ချက်စကားတွေရောကိုဖြိုးဝေဟာတန့်စင်ကိုအတော်လေးပောက်ကွယ်နေတာကိုတွေ့ရပါတယ်။ ဒီလိုချိန်မျိုးမှာအခုနိုင်ငံသားချင်းချင်းဂုလိုမျိုးတွေပြောနှိလို့တော့မသိတော့ပါဘူး official page ကြီးကနေလည်းဂုလိုမျိုးတွေပြောဆွနေတာကမဖြစ်သင့်ပါဘူးတပတ်သားအဆင်ပြေတာမပြေတာကိုဘာဝနာပွားပေးသင်ပါတယ်ကိုမြမချင်းချင်းတပတ်သားကောင်းစားနေတာကိုကြည်ပေးရမယ်အခုကိုဖြိုးဝေရဲ့လောက်ရကမနာလိုလို့ခြေဝင်တဲ့ပုံစံမျိုးဖြစ်နေပြီလို့ရှစ်လဲလျှောက်တော့ပြားလဲဆွဲတော့ဆိုပြီးပြောဆွနေကြသူတွေရှိပါတယ် ဒီကောမန့်ကိုမန်းနေတဲ့သူတွေကိုကိုဖြိုးဝေကမင်းတို့ကောင်တွေများနေပြီဆိုပြီးမန်းခဲ့တာမျိုးတွေတွေ့ရပါတယ်။ဒီတိုင်းဆိုရင်တော့တန်းစင်တဲ့ကိုဖြိုးဝေတို့ကြောင့်မှဖြစ်နေတဲ့ပြဿနာဟာတော်လေးကြီးထွားနေပြီလို့ပြောနိုင်ပါတယ်။ဒီကိစ္စမှာကိုဖြိုးဝေဘက်ကဒါမျိုးမလုပ်သင့်ဘူးလို့ပြောဆိုသူတွေများကြီးရှိပါတယ်။ကိုဖြိုးဝေဘက်ကလည်းဒီကိစ္စပေါ်မှာထိန်းနိုင်သလောက်ထိန်ခဲ့ပါသေးတယ်။တန်းစင်နဲ့ကိုဖြိုးဝေတို့နှစ်ယောက်ကရင်နှုံးကားလိုမျိုးခုနောက်ပိုင်းပွဲတွေမှာအတူတွဲပြီးမတွေ့ရတော့ပါဘူး။ ဝမ်ချက်ပြင်းရှင်မသက်စင်စပြိုင်စင်ကာလာတွေတုန်းကတော့သက်စင်နိုင်ပွဲရရှိပြီးတဲ့ချိန်မှာကိုဖျိုးဝီရဲ့ပခုံးချက်မှာတက်ပြီးအောင်းဝဲခန္ဓာတွေကိုအားလုံးမြင်တွေ့ခဲ့ရမှာပါဒါပေမဲ့မမရရဆိုရင်တော့တော်ခဲရုနဲ့ပွဲကဆလို့ဒါမျိုးမမြင်တွေ့ရတော့ပါဘူးဒါကြောင့်သက်စင်နဲ့ကိုဖျိုးဝီတို့နှစ်ယောက်လက်တွဲဖြုတ်လိုက်ကြပြီလားဆိုပြီးပရိသတ်တွေကသိကျင်နေကြပါတယ်သိကျင်တာကြောင့်လည်းကိုဖျိုးဝီကိုတောက်လျှောက်မေးမြန်းခဲ့ကြပါတယ်ကိုဖျိုးဝီကတော့ကြည်ကောင်းရုံလောက်သာပြန်လဲပြောဆိုခဲ့ပြီးလွန်ခဲ့တဲ့လပိုင်းလောက်တုန်းကတော့သက်စင်ကသူ့နဲ့လက်တွဲဖြုတ်လိုက်တာမှန်ကန်တယ်လို့ ကိုပြိုးဝေဘက်ကတီးပြလာခဲ့ပါတယ်။အဲဒီချိန်ထိလည်းကိုပြိုးဝေဘက်ကတလောက်ထိကြီးကြဲကြဲတွေမပြောခဲ့ပါဘူး။နောက်ရက်တစ်ဆင့်အနေနဲ့တန့်စင်တဲ့ဝမ်ချန်ပြင်းရှစ်တို့ကြောင့်ချုပ်ဆိုဖို့ပြင်ဆင်ထားတဲ့စာချုပ်ကိုကိုပြိုးဝေကထပ်မံပြီးတော့ချပြခဲ့ပါတယ်။ ဒီစာချုပ်ရဲ့မျက်နှာပုံးမှာရေးသားထားတဲ့စာရီရတော့ဒါဟာစာချုပ်ဖြစ်ကြောင်းအတည်ပြုလို့ရပါတယ်အတွေ့မပြုတ်နိုင်တာကတော့ဆိုလင်းဦးတို့လို Friday Vice စာချုပ်လား Bronica တို့လို့စာချုပ်ကြီးလားဆိုတာပါပဲအဲ့ဒီချိန်လောက်ထိကိုဖြိုးဝေကသက်စင်ကိစ္စနဲ့ပတ်သက်ပြီးကြီးကြီးမားမားပောက်ကွဲပြောဆိုတာမျိုးတွေတိတ်မလုပ်ခဲ့ပဲထိမ့်ထိမ့်သေးသေးနဲ့ပြောဆိုခဲ့တာကိုတွေ့ရပါတယ်ဒါကြောင့်ဒီတစ်ခါမှအခုလိုမျိုးပောက်ကွဲပြောဆိုမှုတွေထပ်လုပ်လာခဲ့တာကသက်စင်တို့ဘက်ကကိုဖြိုးဝေကိုဘာရီထပ်ပြီးဒေါသထွက်အောင်လှုပ်လိုက်မိကြတယ်လဲဆိုတာကစင်ကဲတွေးချင်စရာဖြစ်လာပါတယ်သက်စင်တို့ကစာချုပ်ရဖို့ ို့တေချာပြီးမှသာကိုဖြိုးဝင်းစီကခွဲထွက်သွားခဲ့တာဖြစ်ပြီးစာချုပ်မရခင်တော့ကဒီတိုင်းမှိန်နေကြတာမျိုးသားတွေ့ရပါတယ်။ဒါပေမဲ့ဘောင်တွေကပြောရရင်ဒီလိုလှုပ်တာဟာလေတန့်စင်တို့ဘက်ကမှားနေတယ်လို့မဆိုတာပြန်ပါဘူး။ဘာဖြစ်လို့လဲဆိုရင်တော့လက်ရှိချိန်မှာတန့်စင်နဲ့ကိုဖြိုးဝင်းကြောင်းဗနက်ဖွဲတော်ထုတ်ပေးရမယ်ဆိုတဲ့ Agent နဲ့ Fighter ကြားစာချုပ်ချုပ်ဆိုထားမှုတွေဘာတခုမှရှိမနေပါဘူး။ဒီနေသားကြောင့်တန့်စင်နေနဲ့ကိုဖြိုးဝင်းစီကနေခွဲထွက်ခြင်းတပောင်းကိုဆက်ကိုနိုင်အောင်ကခြင်းတပောင်းဆိုရင်တော့အချိန်မရွေးခွဲထွက်နိုင်ခြင်းရှိပါတယ်။မြန်မာနိုင်ငံမှာဒါမျိုးပြ သနာတွေကဖြစ်လေဖြစ်တာရှိနေကြပေါင်းမော်ရယ်လောကဘောလုံးလောကစတာတွေမှာလည်းကာယကံရှင်နဲ့အေးချင်းတွေကြောင့်ပြဿနာတွေကတောက်လျှောက်ရှိခဲ့ကြသလိုအခုဆိုရင်တော့ဒီကိစ္စဟာဖိုက်တာလောကထိပါမိကိုကြက်လျှောက်လိုက်လာခဲ့ပြီးဖြစ်ပါတယ်။ဒါပေမဲ့မြန်မာလူမျိုးတွေရဲ့ကျေးဇူးရှင်စိတ်ဓာတ်မျိုးနဲ့ကြည့်ရင်တော့ဒီကိစ္စကသက်စင်ဘက်ဟာမှားတယ်လို့ပြောနိုင်ပါတယ်။ကိုပြိုးဝေစင်တင်ပေးခဲ့လို့သာတိုင်းတာတစ်ခုတည်းရရှိလာခဲ့ပြီးအောင်မြင်တဲ့အချိန်တစ်ခုကိုရောက်တာနဲ့ဒီလိုမျိုးခွဲထွက်တာမျိုးကတော့မဖြစ်သင့်ဘူးလို့ဆိုကြပါတယ်။ဟုတ်ကဲ့ပါရှင်။ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ ်နောက်နေ့တွေမှာလည်း MMA နဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားအောင်ပါဖြစ်လို့ကျမတို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကို share ပေးပါအောင်လို့ပြောရင်းနဲ့နှုတ်ဆက်လိုက်ပါရစေရှင်။